မြန်မာပြည်ယူဆက်ခွန်အာရှဖလာအောင်ပွဲရမြန်မာယူဆက်ခွန်မြန်မာပြည်အသင်းကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌကနေစုချင်းငွေမြန်မာငွေကျပ်3000ကိုချိမြင့်မယ်ဆိုပြီးတော့ကနဦးသတင်းတွေရသိရှိထားပါတယ်2026 AFC ယူဆက်ခွန်မြန်မာပြည်အာရှဖလာပြိုင်ပွဲမှာအုပ်စုတွင်မကာအိုအင်ဒိုနီးရှားယူဆက်ခွန်မြန်မာပြည်အသင်းတွေကိုအနိုင်ယူကျော်ဖြတ်ပြီးတော့2026 AFC ယူဆက်ခွန်မြန်မာပြည်အာရှဖလာပြိုင်ပွဲအဆင့်ကိုတက်ရောက်သွားတဲ့မြန်မာလေယာဉ်ယူဆက်ခွန်မြန်မာပြည်အသင်းကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစိုးစောကနေပြီးတော့ စုချင်းငွေမြန်မာငွေကျဲ3000ကိုချင်းမြင့်မယ်ဆိုပြီးတော့သိရှိရပါတယ်။ခြေစပွဲအောင်မြန်မာလေယာဉ်စင်ယူဆက်ခွန်မြို့သမီးအတင်ကအခုချိန်မှာတော့ငွေဆောင်ကမ်းခြေမှာအနားယူလျက်ရှိနေပြီးတော့အနားယူစဉ်ကာလမှာအသုံးပြုရန်အတွက်လည်းမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌကကစားသမားတအူးကိုမြန်မာငွေကျဲ7000စီပေးအပ်ချင်းမြင့်ထားတယ်ဆိုပြီးတော့လည်းသိရှိရပါတယ်။ မြန်မာလေးစင်ယူစက်ကွန်မြသမီးတင်ကငွေဆောင်ကန်းချိန်မှာအားယူနေရကနေပြီးတော့အော်တိုဘာ20ရက်နေ့ယနေ့မှာရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိလာကြမယ်ဖြစ်ကြောင်းသိရှိရပါတယ်။အာရှဖလားဝင်ကွန်ရမြန်မာယူစက်ကွန်မြသမီးဘောလုံးအသင်းကိုအာရှဖလားပွဲအတွက်အရာအလုံးထိုးတက်ပြောင်းလဲအောင်ဆက်လက်ဆောင်ရွက်သွားမယ်ဆိုပြီးတော့ဂျပန်လူမျိုးနီးပြားကိုမီကိုကပြောကြားထားပါတယ်။ မြန်မာယူဆက်ခွန်ကစားသမားတွေကငယ်ရွယ်တဲ့ကလေးရွယ်တွေဖြစ်တာကြောင့်စိတ်ပိုင်းရုပ်ပိုင်းတွေအပြင်ဤစနစ်ပိုင်းဆိုင်ရာမှာဘာပုံမှုတိုးတက်ကောင်းမောသူ့အနေနဲ့နေတိုင်းကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်းသိရှိရပါတယ်။မြန်မာယူဆက်ခွန်မြို့သမီးလေးရွေးစင်ရဲ့တဲ့အနေနဲ့အာရှဖလားပြိုင်ပွဲမစတင်ခင်မှာဂျပန်နိုင်ငံသို့မဟုတ်အာရှဖလားအင်ရှင်ဖြစ်လက်ခံကျင်းပမယ်တရုတ်နိုင်ငံတို့ကိုတွားရောက်ပြီးတော့စကမ်းဝင်လေးကျင်းဖို့အတွက်လည်းအစီအစဉ်ရှိသေးကြောင်းသိရှိရပါတယ်။ တချို့မြန်မာဘောလုံးချိရတဲ့တွေကမြန်မာစစ်ခုမြေသမီးအတင်းတိုက်စစ်မှုနန်ရှင်းတန့်ဖြူစင်ပြုံကို under 70မဟုတ်ဘဲနဲ့ over 70လို့ထင်မြင်နေကြတာလည်းတွေ့မြင်ရပါတယ်။နန်ရှင်းတန့်ဖြူစင်ပြုံရဲ့မွေးနေ့အရ under 16ပဲရှိပါသေးတယ်။အတိအကျပြောရမယ်ဆိုရင်လက်ရှိရောက်နေတဲ့သူမရဲ့အသက်က15နှစ်4လ12ရက်ပဲရှိပါသေးတယ်။နန်ရှင်းတန့်ဖြူစင်ပြုံရဲ့မွေးနေ့က2010ခုနှစ်ဇွန်လ6ရက်နေ့ဖြစ်ပါတယ်။ ။လမ်းရှင်းတဲ့ဖြူစဉ်ပြုံးကကိုကာယကြံ့ခိုင်မှုကောင်းခြင်းငယ်စဉ်ကလေးဘဝကလေးကဖခင်ဖြစ်သူရဲ့စနစ်တကျပြုစုပြောင်းောင်းခဲ့မှုကောင်းခြင်းတို့ကြောင့်အခုလိုတတ်မှတ်နေပြီးတော့ကိုခနာထွားကျိုင်းနေတာပဲဖြစ်ပါတယ်။စီးခင်းပြိုင်ပွဲဝင်မဲ့မြန်မာယူနိဆက်နဲ့မြို့သားအသင်းကတော့ဂျပန်နိုင်ငံမှာလေးချက်မှုတွေပြုလုပ်စီးခဲ့ပြီးဖြစ်ပြီးတော့ဂျပန်ကလပ်အသင်းနေနဲ့ခြေဆမ်းပွဲ၃ပွဲကစားခဲ့တဲ့နေရာမှာနိုင်ပွဲ၁ပွဲမှမရရှိခဲ့ပါဘူး။ဒိုရှိမာအစီအသင်းကို၃ဂိုး၁ဂိုး University အသင်းကို၅ဂိုး၂ဂိုး ကာရှိမာယူအသင်းကိုတုံးကိုသိရင်နဲ့တပွဲမှနိုင်ဝင်မရရှိခဲ့ပဲနဲ့ဂျပန်နိုင်ငံကနေပြန်လာခဲ့ပြီလို့သိရှိရပါတယ်။စီဂိမ်းမြိုင်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့မြမလေးစင်မြို့သမီးအသင်းကဂျပန်နိုင်ငံအိုဆာကာမြို့ကိုရောက်ရှိနေခဲ့ပြီးတဲ့နောက်မှာဂရင်းစာကိုင်းကွင်းမှာလေးချင်မှုတွေပြုလုပ်နေခဲ့ပါတယ်။ ိုင်းနိုင်ငံကအရှေ့ပြည်လက်ခံကျင်းပမယ်2025ခုနှစ်စီကိန်းပြိုင်ပွဲရဲ့ကစ်ပေါင်စင်ပြိုင်ပွဲမှာအတန်း၈တန်းထဲသိမ်းကျင်းပတော့မှာဖြစ်ပြီးတော့မြန်မာကစ်ပေါင်စင်ကစားသမားတွေကအတန်းအလုံးပါဝင်ရှင်မြိုင်တော့မှာဖြစ်ပါတယ်။ကစ်ပေါင်စင်ပြိုင်ပွဲရဲ့ပွဲစဉ်တွေကတော့ဂျိုဝိုင်းအတွင်းထိုးသက်တဲ့ပြိုင်ပွဲနဲ့မြက်ဖြာပေါ်မှာထိုးသက်တဲ့ပြိုင်ပွဲတွေပါဝင်မှာဖြစ်ပါတယ်။အဲဒီပြိုင်ပွဲနှုတ်ရဲ့စလုံးအတွက်မြန်မာနိုင်ငံကစ်ပေါင်စင်ရဲ့ဖွဲ့ချုပ်ကအမျိုးသားအကစားသမား9ယောက်နဲ့အမျိုးသမီးအကစားသမား3ယောက်စုစုပေါင်း10ယောက်ဝင်ရောက်ရှင်မြိုင်တော့မှာဖြစ်ပါတယ်။ ပြန်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကက်ပောက်စင်အာကစားသမားတွေကိုရန်ကုန်မြို့တိတ်ဖြူလမ်းမှာရှိတဲ့မြန်မာနိုင်ငံကက်ပောက်ဆောင်အဖွဲ့ချုပ်လေးချင်းခမမှာတနေ့၂ချိန်စကန်းသွင်းလေ့ကျင့်နေကြပါတယ်။စီးကင်းပြန်ပွဲမှာအောင်မြင်မှုရဖို့အတွက်ဂျပန်ဒီပြတယောက်ကအလီကက်ဂျမတ်သင်ကြားပေးနေပါတယ်။နိုဝင်ဘာ၂ရက်ကနေ၁၂ရက်အထိထိုင်းနိုင်ငံပတရားမှာပူးတွဲလေ့ကျင့် Joint Training သွားရောက်ဖို့စီစဉ်ထားတယ်လို့လည်းသိရှိရပါတယ်။ ဇူ20ကဖလာပြိုင်ပွဲရဲ့ဘူလူပွဲမှာမော်ရိုကိုအသင်းကအာဂျင်တီးနားအသင်းကိုနှစ်ဂိုးခုမရှိတဲ့အနိုင်ယူပြီးတော့ချန်ပီယံဆုကိုအသင်းရဲ့တမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်စကူးခဲ့ပါတယ်။ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးဖြစ်တဲ့အာဂျင်တီးနားအသင်းကပူဆွဲဖို့ပြေပန်းထားခဲ့ပေမယ့်မော်ရိုကိုအသင်းကအာအသင်းဖွဲ့ရလက်ကိုဖန်တီးပြခဲ့တာဖြစ်ပါတယ်။မော်ရိုကိုအသင်းကဂါနာပူဆက်ခဲ့ပြီးတဲ့နောက်မှာ UNICEF ကဖလာပြိုင်ပွဲမှာချန်ပီယံဆုရယူနိုင်ခဲ့တဲ့ဒုတိယမြောက်အာဖရိကအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ 2025ယူနစဲကဝဖလာပြန်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ဝက်ဖို့အတွင်းမှာကစားနေတဲ့တိုက်စင်ဘူးမှာအမ်မာကရရှိခဲ့ပါတယ်။မိဘဘောဟာတခြားပထမဆုံးအချိန်လေးဝက်ဆက်ရှုံးနေခဲ့တဲ့အာနက်စလော့ကဖိအားတွေစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပြီလို့ဝန်ခံခဲ့ပါတယ်။မန်ယူအသင်းကိုနှစ်ကိုးတကိုးနဲ့ရှုံးနေခဲ့တာကြောင့်လီဗာပူးနီးပြအာနက်စလော့ကနီးပြဘောဟာတခြားပထမဆုံးအချိန်လေးဝက်ဆက်ရှုံးနေခဲ့ကြောင်းသိရှိရပါတယ်။ Crystal Palace Galatasaray Chelsea နဲ့ Man U တို့ကိုနောက်ဆုံး၄ပွဲဆက်တိုက်ရှုံးနေကြတာဖြစ်ပါတယ်။ Liverpool အနေနဲ့2014က၄ပွဲဆက်တိုက်ရှုံးနေခဲ့ပြီးတော့နောက်ပိုင်းပထမဆုံးအချိန်၄ပွဲဆက်ရှုံးနေပြန်လည်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ Man U အသင်းကောင်းဆောင်ကွင်းလက်ကစားသမား Bruno Fernandes က Anfield ကွင်းမှာ Liverpool အသင်းကိုအနိုင်ရရှိခဲ့တာက Liverpool ပရိသတ်တွေအနေနဲ့သူတို့ရဲ့အသင်းကို Ohe လောင်ပြောင်ပြီးဖိအားပြန်ပေးခဲ့တဲ့အတွက်ကြောင့်အနိုင်ရရှိခဲ့တာဆိုပြီးတော့သုံးသပ်ပြောကြားခဲ့ပါတယ်။ မန်ယူသင်းကလီဗာပူးသင်းကိုအန်ဖီကွေးမှာ2026ဇန်နဝါရီလကနောက်ဆုံးအနိုင်ရရှိခဲ့ပြီးရကြာကာလရှင်ပြိုင်ကစားခဲ့ပြီးတဲ့ဆက်ပွဲမှာအနိုင်မရရှိခဲ့ပေနဲ့အခုမှသာပထမဆုံးချိန်ပြန်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပထမပိုင်းမှာလီဗာပူးသင်းအနေနဲ့ဖီအားအယောက်ခဲ့တယ်လို့ကျွန်တော်တို့နားလည်လိုက်ပါတယ်။သူတို့ဘောလုံးပိုင်ဆိုင်ထားချိန်မှာပရိသတ်တွေကမျက်မျက်ကစားဖို့အော်ဟစ်ဖီအားပေးခဲ့တာကြောင့်သူတို့အခက်တွေ့ခဲ့ကြပါတယ်ဆိုပြီးပြောကြခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်ကဒီပွဲစဉ်မှာမကောင်းရသင်းယူခဲ့တဲ့အနိုင်ကိုကိုဖန်တီးပေးခဲ့တာကြောင့်ပရီးမီးယားလီဂ်မှာမန်ယူသင်းအတွက်ပြုလုပ်ခဲ့တဲ့ကိုဖန်တီးမှု52ကြိမ်ရှိသွားပြီဖြစ်ပြီးတော့ရိုင်ယက်ကဲရူနီဒေးဗစ်ပကန်နဲ့ပေါ့စကိုရိုရဲ့နောက်မှာပြစ်စမမြောက်ကိုဖန်တီးမှုအများဆုံးမန်ယူသင်းအတွက်ဖြစ်လာခဲ့ပါတယ်ဘောလုံးအကစားတင်ဆက်မှုတွေကိုကျွန်တော်တို့ဆိုရင်တော့ subscribe line ကောင်းမလေးပြုလုပ်သွားပေးကြပါအခုလို့နောက်ထပ်ဘောလုံးအကစားတင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်